အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမအိမ်မှာလွယ်ကူတဲ့နေလန်လေးနဲ့ကကြီးကြိုက်လေးကြော်စားပြပါတယ်ရှင်စားလို့လည်းကောင်းပြီးတော့လွယ်ကူမြန်ဆန်တဲ့နေလေးဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်ရှင်စက်တံဖြူနှမွားကိုဓာပြရက်ပြီးတည်တည်လီထားပါမယ်ပစုံကိုတော့အခေါနာတန့်စင်ပြီးတော့စားလိအနေငယ်လေးထည့်ထားပါတယ် ပဲပင်ပေါက်ကိုလည်းတေချာရည်စည်တန့်စင်ပြီးရောရည်စစ်ထားပါတယ်ရှင်။ပဲပြုတ်လည်းအနေငယ်လိုအပ်ပါတယ်။ကျဲဥနှလုံးကိုလည်းပကံတစ်ခုထဲမှာဖောက်ထည့်ပြီးတော့ငွေထားလိုက်ပါမယ်ရှင်။ဒါကတော့ကက်ကြီးကက်ကြော်ဖို့အတွက်ညှက်ခေါက်ဆွဲပဲပါ။ညှက်ခေါက်ဆွဲတွေကိုအရင်ဆုံးဖြာပြီးတော့အရသာနေပါမယ်ရှင်။အရသာနေဖို့အတွက်စားထည့်ပါမယ်။ တကြားအနေငယ်လေးထည့်ပါမယ်။ဟင်ခတ်မုံလည်းအနေငယ်ထည့်ပါမယ်ရှင်။ပြီးရင်တော့ပဲငက်ပြရဲ့အကြည့်ကို ထမင်းစားစွန်းနဲ့တစုံထည့်ပါမယ်။ပင်ငံပြရဲ့နောက်ကိုလည်းအနေငယ်ထည့်ပါမယ်။အိုးရေမရှိလို့ရှာလကရဲ့အနေငယ်ထည့်ပါမယ်ရှင်။ပြီးရင်တော့အားလုံးကိုအရသာလေးနှံ့ဆက်သွားအောင်ကိုခပ်ဖို့ပွားနေပြပါမယ်။ ခေါက်ဆွဲပက်လေးတွေကနူးညံ့တဲ့အတွက်ကြောင့်မလို့ကြည်သွားမှဆိုလို့အသားအရာလေးပဲနေပြပါမယ်ရှင်။အနေမှာအရသာအပေါ့အငန်ကတော့ကိုကျော်မဲ့ပမာဏပေါ်မှာမူတည်ပြီးတော့မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်။ကျွန်မဒီနေ့ကျော်တဲ့ပမာဏဆိုရင်တော့35ကျပ်သားလောက်ရှိပါမယ်ရှင်။ညှက်ခေါက်ဆွဲ1000ပိုးပါ။ဒီနေသားဆိုရင်တော့လူ၃ယောက်စာလောက်ကိုကောင်းကောင်းစားလို့ရပါတယ်ရှင်။ ခောက်ဆွဲကိုအရသာနေပြီဆိုတော့ကျဲဥကြောပါမယ်ရှင်။စီထည့်ထားတဲ့ဥထဲမှာစီပူလာပြီဆိုတာနဲ့ခောက်ထားတဲ့ကျဲဥလေးကိုထည့်ပြီးတော့ကြော်ပြပါမယ်ရှင်။ကျဲဥကြောတာကျက်ပြီဆိုတာနဲ့ပုဂံတစ်ခုထဲမှာဆဲထည့်ထားပြီးတော့ခပ်ပါပါလေးကိုမှတ်ထားပြပါမယ်ရှင်။ပြီးရင်တော့ဒီကျဲဥကြော်ထားတဲ့ဥလေးကိုပဲစီထက်ထဲပါမယ်။စီပူလာပြီဆိုတာနဲ့ပစုံကိုထည့်ပြီးတော့ကြော်ပြပါမယ်ရှင်။ ပစုံထည့်ပြီးခဏလောက်ကြော်ပြီးရတယ်စက်တင်ဘီပါပါလီးထားတာလေးကိုထည့်ပေးပါမယ်ရှင်ပစုံကအစက်မြန်တော့အရင်အကြာကြီးကြော်ဖို့မလိုအပ်ပါဘူးရှင်စက်တင်ဘီအနက်လေးမှုလာပြီဆိုတာနဲ့အရောင်နဲ့အဆက်ရတာအတွက်ကိုတော့ငရုတ်တိဟင်းချက်မှုလေးထည့်ပြီးတော့ထည့်ပေးပါမယ်ငြိမ်သီးစိမ့်နဲ့ပြအောင်ငွေပေးပြီးရတယ်အရသာနေထားတဲ့ညှက်ခေါက်စက်ပက်တီကိုထည့်လိုက်ပါမယ်။ ခောက်ဆွဲပဲထိပ်ပြီးရတယ်။ခောက်ဆွဲတွေကိုပစုံရဲ့အနက်အရသာတွေဝင်သွားအောင်တိတိချာချာလေးဝေပြပါမယ်ရှင်။ခောက်ဆွဲတွေကိုခရုစီထက်ပြီးတော့ထည့်ပါမယ်။အရသာလေးတွေနှံ့ဆက်သွားအောင်လို့ခပ်ဖွားဖွားလေးနဲ့တိတိချာချာလေးဝေပြပါမယ်ရှင်။ ကက်ကြီးကိတ်ကခက်ချချအနေထားလေးမှာစားလို့ကောင်းတာမဟုတ်ဘူးခဏလောက်ကြိုပြီးပြီးလာနဲ့ခုလိုခက်တွေ့တွေ့အနေထားလေးရောက်ပြီဆိုရင်တော့ပဲပင်ပေါက်လေးထည့်လိုက်ပါတော့မရှင်ပဲပင်ပေါက်ထည့်ပြီးသွားတာနဲ့ပဲပင်ပေါက်ကိုအိုးပူနဲ့နှက်ဆက်ထားအောင်လို့အထက်အောက်လေးတေချာလေးမှုပေးပါမယ်ရှင် ကြောတဲ့အိုးကနည်းနည်းလေးပြည့်နေတဲ့ခါကျတော့တစ်ဖက်ထဲနဲ့မှုရင်ခောက်ဆွဲပက်လေးကြီးအရင်ကြည်သွားမှဆိုလို့ဇွန်6နဲ့ပဲခုလိုမျိုးခပ်ဖောက်ဖောက်လေးနှိုင်းစားအောင်ပြုလိုက်ပါမယ်ရှင်။ပဲပင်ပေါက်ကတော့ခက်ကျွတ်ကျွတ်အနေထားလေးပဲစားချင်တာမို့လို့တအားကြီးနွဲ့နွဲ့ထီအောင်လို့မချောပါဘူးရှင်။ဒါကြောင့်မလို့အိုးပူနဲ့နှိုင်းစားအောင်ဝှေ့ပေးပြီးွားရင်တော့ အရသာမြည်ကြည့်ပြီးအရသာလည်းကိုစိတ်ကြိုက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးကြမှာပဲပြုံးတဲ့ကျဲဥကိုကြော်ပြီးညှက်ထားတဲ့လေးလေးကိုထည့်ပေးပါမယ်။ပြီးရင်တော့အားလုံးနှံ့ဆက်အောင်ကိုမှုပေးပြီးသွားရင်တော့မိပေးလိုက်လို့ရပါပြီရှင်။ခုဆိုရင်တော့အရသာရှိရှိနဲ့အိမ်မှာအလွယ်တကူကြော်စားလို့ရတဲ့ကကြီးကြိုက်လေးရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ နောက်ထပ်ဗီဒီယိုလေးတွေလည်းတင်ဖို့ရှိသေးတာကိုအားပေးကြပါဦးเนาะကြည့်ဒါဆိုရင်နောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ကြမယ်เนาะ